အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်တို့မင်းညားကရှင်မြန်ကသားကကြတဲ့ပွဲစဉ်တွေမှာဆိုရင်အတင်းကြီးတွေတော်တော်များများအမှတ်ရောက်ကြရတယ်အထူးသဖြင့်ဒီ Chelsea ဆိုရင် England Stamford Bridge မှာ Sunderland အသင်းကို2ဂိုးတကူနဲ့ရှုံးတယ် Liverpool ဆိုရင်လည်းဒီ Bradford ရဲ့ Gigas Community မှာ3ဂိုးတကူနဲ့ရှုံးတယ်ဆိုတော့အတင်းကြီးတွေတော်တော်များများအမှတ်ရောက်ခဲ့တယ်ဆိုတာထက်ဒီနေ့ညမှာကံမဲ့ပွဲစဉ်မှာဆိုရင် Mikel Arteta အနေနဲ့ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုအပ်တယ်ဘာလို့လဲဆိုရင် ကျွန်တော်တို့ကလက်ရှိချိန်မှာဇရာရဲ့ဥဆောင်ကြီးလည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့တပွဲချင်းတီသာတေချာအာယုံစုဆိုင်ပြီးကစားသွားမယ်ဆိုရင်ဘာပဲပြောပြောယာဒီကုံမှာကျွန်တော်တို့နဲ့ထိုက်တယ်နဲ့အောင်မြင်မှုတစ်ခုကိုရလိမ့်မယ်လို့ထင်တယ်ဒါကြောင့်မို့ဒီနေ့ညပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုအပ်ပါတယ်ဒီနေ့ညဒီ Crystal Palace နဲ့ပွဲစဉ်ကတော့ဒီမြန်မာစံတော်ည၈နာရီခွဲမှာကစားမှာပါဒီနှစ်သင်းကြားလက်ရှိအခြေအနေတွေကိုကျွန်တော်တို့စပြီးသုံးသပ်ကြည့်အောင်လက်ရှိအခြေအနေမှာအာဆင်နယ်ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင် ၅ဝဲလုံးအနိုင်ရရှိထားပါတယ်။အဲ့၅ဝဲမှာဆိုရင်ဒီဘေးကိုကတကိုးပဲရှိထားတယ်။အဲ့ဒါကဒီ Newcastle ရဲ့ St James Park ကွင်းဒီဘဲမှာဆိုရင်လည်းဒီနှစ်ကိုးတကိုးနဲ့အနိုင်ရရှိထားတယ်။ပြီးရင်ဒီ Olympia Scott ကိုနှစ်ကိုးကိုးမရှိနဲ့နိုင်တယ်။ပြီးရင်အိမ်ကွင်းမှာ West Ham United ကိုနှစ်ကိုးကိုးမရှိနဲ့နိုင်တယ်။ပြီးရင်ဖူဝမ်ကိုဝေးကွင်းမှာတကိုးကိုးမရှိနဲ့နိုင်ပြီးတော့ဂျိုင်းထံမှာကန်ခဲ့တဲ့ချန်ပီယံလိပွဲတမှာ Atletico Madrid ကို၄ကိုးကိုးမရှိနဲ့နိုင်တယ်။ဆိုတော့လက်ရှိအနေထားရအာဆင်နယ်ကလုံးဝပြဖို့အနေထားကိုရောက်နေတယ်လို့ပြောလို့ရတယ်။ ်ခံစစ်ကလည်းဘေးကိုတကိုပဲရှိထားတယ်တိုက်စစ်ကလည်း open play ကနေဂိုးတွေယူမလားပြီးရင် set speed ကနေပဲဂိုးတွေယူမလားကျွန်တော်တို့မှဟိုဂိုးရနိုင်တဲ့အခြေအနေတွေမျိုးမျိုးကိုကျွန်တော်တို့ဖန်တီးနိုင်တယ်ပြီးရင်ကျွန်တော် crystal bell ရဲ့လက်ရှိနေထားကိုသုံးသပ်ရအောင် crystal bell နေနဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်၂ပွဲနိုင်၂ပွဲရှုံး၁ပွဲတေးကြတာပါတယ်နိုင်တဲ့၂ပွဲကတော့ လီဗာပူးကိုအိမ်ခွင်းမှာ2ဂိုးတိုးနဲ့နိုင်တယ်။ Conference League ပွဲစဉ်ဖြစ်တဲ့ Dynamo Kiev ကိုအဝေးခွင်းမှာ2ဂိုးကူးမရှိနဲ့နိုင်တယ်။ရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲက Everton ကိုအဝေးခွင်းမှာ2ဂိုးတိုးနဲ့ရှုံးတယ်။ပြီးရင်ဂျာရဲထံမှာကစားခဲ့တဲ့ Conference League ပွဲစဉ်ဖြစ်တဲ့ဒီလာနာကာဆိုတဲ့အသင်းကို2ဂိုးကူးမရှိနဲ့ရှုံးတယ်။ပြီးရင်တုံတေးကြခဲ့တဲ့ပွဲစဉ်ကဘုံမောက်ကို3ဂိုးတိုးတည်းကြတယ်။ဆိုတော့ Crystal Palace ရဲ့လက်ရှိအနေအထားကသူတို့အနေနဲ့ဟိုမစိုးဘူးလို့တော့ပြောလို့ရတယ်။အကောင်းဆုံးပုံစံတော့မဟုတ်ဘူး။ပြီးသူခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ခန်းစစ်ကလည်းနည်းနည်းလေး ဟိုယော်ရီယော်ရဲ့နိုင်လာတယ်လို့ပြောရမယ်။ဒါကြောင့်မို့အာဆင်နယ်နေတာဒီပြည့်ပွဲတွေမှာဆိုရင်အာဆင်နယ်အတွက်ဟိုချမ်းရှိတာတော့အသေးချာပဲ။ဘာလို့လဲဆိုရင်ခရစ်စတယ်ပဲလီရဲ့ခုနောက်ပိုင်းခန်းစစ်ကစားပုံနဲ့ဒီကျွန်တော်တို့အတင်းဒီတိုက်စစ်မှာဆိုလဲဂိုးတွေတတိုက်ကိုမြူးနေတယ်။ဒါကြောင့်မို့ဒီပွဲစဉ်ဟာဆိုရင်အာဆင်နယ်အတွက်အခွင့်အရေးရှိတာတော့အမှန်ပဲ။ပြီးရင်ကျွန်တော်တို့ဒီနှစ်သင်းကြားကျွန်တော်တို့ဒီ injury ကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်။ injury ဘိုင်းမှာဆိုရင်ဒီအာဆင်နယ်ကကြားရတဲ့မှာကန်ခဲ့တဲ့ချန်ပီယံလိပွဲတွေမှာ ဒီကျွန်တော်တို့ရဲ့အဓိကကစားသမား Gabriel ကအနည်းငယ် injury ပြဿနာရှိတယ်လို့ Mike Arteta ကအတည်ပြုထားတယ်ဒါကြောင့်မို့ဒီပွဲစဉ်ကတော့လွဲချော်ဖို့များတယ်ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ Harvest တို့ Odika တို့ Maru ကေတို့ပြီးရင်ကျွန်တော်တို့ဒီကာလာဟီချာနားနဲ့ Gabriel Jesus တို့ကတော့ဒီပွဲစဉ်မှာပေါင်ဝင်မှာမဟုတ်ပါဘူး Crystal Bailey ကတော့ဒီသူတို့ရဲ့ပုံမှန်ပွဲထွက်နေကြကစားသမားတွေတော်တော်များများဒဏ်ရာပြဿနာကင်းစင်ပါတယ်သူတို့ရဲ့ဒီအရင်ကစားသမားတွေလောက်ပဲဒဏ်ရာပြဿနာရှိတာပါဆိုတော့ တို့ဒီနှစ်သင်းရဲ့တို့လက်ရှိကစားဟန်တွေကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်အာဆင်နယ်နေနဲ့ခုနောက်ပိုင်းပွဲနေမှာဆိုရင်တို့ဂိုးရဖို့အတွက်ဆိုရင်ဆပ်ပီးစတီမမဟုတ်ဘူးကျွန်တော်တို့ open play တွေကနေစပြီးတော့ဂိုးတွေဇက်တိုက်ရနေတယ်ပြီးရင်ကျွန်တော်တို့အသင်းမှာဒီ position base ကို ODB ဗက်တက်တယ်မလား quick transition ကစားမလား counter attack ကစားမလားကျွန်တော်တို့ game ball မူတည်ပြီးတော့ကျွန်တော်တို့မှာကစားနိုင်တဲ့ကစားကွက်တွေအမျိုးမျိုးရှိတယ်ပြီးရင် ကစားနိုင်တဲ့ရည်သွေးမြင့် စားသမားတွေလည်းကျွန်တော်တို့အသင်းမှာအပြည့်ရှိတယ်စကွတ်တက်ကလည်းအရန်တောင်းနေတယ်ကျွန်တော်တခုပဲစိုးရိမ်တာကဘာလဲဆိုရင်မီခီအာဒီနာအနေနဲ့ဒီပွဲစဉ်မှာကိုယ့်အသင်းရဲ့ခံစစ်ကိုယုံကြည်မှုမလွန်ကဲဘူးပဲဘာလို့လဲအာဒီနာကဒီကာဒီယန်တချို့ပွဲတွေမှာဆိုရင်ဝမ်းကြီးဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်အသင်းရဲ့ခံစစ်ကိုအရန်ယုံကြည်မှုလွန်ကဲပြီးတော့ခံစစ်ကစားလို့ရှိတယ်ဒါဟိုတချို့သောပွဲစဉ်တွေမှာလုံးဖြစ်တယ်ဆိုရင်ပဲဒီနေ့ပဲလေးနဲ့ပွဲမှာခန်းစစ်မကစားဘူးပဲဘာလို့လဲပဲလေးမှာ အသင်းကိုရဖို့ဖန်တီးနိုင်တဲ့ကစားသမားတွေအပြည့်ရှိတယ်နော်အထူးသဖြင့် Ismaila Sarr တို့ပြီးရင် Matita တို့ပြီးရင် Queenland မှာသူ Adam Warden တို့တကယ်အကြီးသွင်းမြင့်တဲ့ကစားသမားတွေရှိတယ်အချိန်မြင့်ကိုရနိုင်တယ်ဒါကြောင့်မို့ဒီနေ့ပွဲတယ်မှာဆိုရင် Mickey Arteta အနေနဲ့ဒီအဓိကအားဖြင့်ခံစစ်မကစားဖို့ပဲကျွန်တော်တို့2-0ဖြစ်တဲ့အချိန်မှာခံစစ်ကစားတာပြဿနာမရှိပေမဲ့1-0တို့2-1တို့အချိန်တွေမျိုးမှာခံစစ်ကစားတာကအရန်ကိုအန်ရများပါတယ်ဒါကြောင့်မို့ Mickey Arteta အနေနဲ့ဒီနေ့ပွဲတယ်မှာ တတိရှိဖို့လိုအပ်ပါတယ်ပြီးရင်တစ်ဖက်ကပဲလေပဲလေကတော့သူတို့ကတော့အဓိကအဖြစ်သူတို့ကတော့ mid block ကိုအကောင်းဆုံးကစားနိုင်တဲ့အတင် ပြီးရင်သူတို့သူတို့ရဲ့တောင်ပံတွေကိုအားပြုပြီးတော့ဒီ win back sister ကိုအကောင်းဆုံးကစားနိုင်တဲ့အတင်ဆိုတော့သူတို့အတင်းမှာလည်းဟိုဂိုးရနိုင်တဲ့အခြေအနေတွေကိုဖန်နေနိုင်ကစားသမားအပြည့်ရှိတယ်။တခုပဲ Crystal Palace ရဲ့ Kansas ကအခုနောက်ပိုင်းပွဲစဉ်တွေမှာဂိုးတွေစတိုက်ကိုပေးနေရတယ်။ဆိုတော့ Mikel Arteta ရဲ့ Arsenal အနေနဲ့ယခုညပွဲစဉ်ကို ကိုလို့ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုအပ်ပါတယ်1 z 2 1အခြေအနေမျိုးကကျွန်တော်တို့အတွက်မလုံလောက်ပါဘူးဒါကြောင့်မို့အာတီတာအနေနဲ့2 z 3 z စတဲ့အခြေအနေမျိုးဂိမ်းကိုစောစီးစီးဖျက်တင်ပါတယ်ဒီပွဲစဉ်ကိုနိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဒီနေ့ညပွဲစဉ်မှာမာစီတီကအေဗီလာကိုဒီအဝေးဘက်မှာတွားရောက်ရင်းဆိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်သူတို့အနေနဲ့အမှတ်ရော့ကောင်းရော့နိုင်တယ်မန်စီးတီးတာတကယ်လို့အမှတ်ရော့ခဲ့ရင်ကျွန်တော်တို့ဒုတိယနေရာအသင်းကိုကျွန်တော်တို့၅မှတ် ို့မဟုတ်6မှတ်တိဖြတ်နိုင်မဲ့အခွင့်အရေးကျွန်တော်တို့မှာရှိမယ်ဒါကြောင့်မို့လို့မီခေအာဒေတာရဲ့အာဆင်နယ်နေနဲ့နိုဝင်ဘာလပွဲချက်မတိုင်ခင်အထိဒီပွဲတွေမှာအနိုင်ရဖို့လိုအပ်ပါတယ်ကျွန်တော်တို့နိုဝင်ဘာလမှာဆိုရင်ကျွန်တော်တို့စပါ့ရှ်နဲ့ကန်ရမယ်ပြီးရင်ချဲစီနဲ့ကန်ရမယ်ဘိုင်ယန်ယူနီနဲ့ကန်ရမယ်နိုဝင်ဘာလကကျွန်တော်တို့အတွက်ဟိုအနှဲငယ်ကြမ်းတမ်းတဲ့ခီးစဉ်လို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ဒီနေ့ပွဲတွေမှာမီခေအာဒေတာရဲ့အာဆင်နယ်နေနဲ့တရားရာဂိုင်းတို့အာယုံစုဆိုင်မှုအပြည့်နဲ့ဒီကိုလို့ကိုအကောင်းဆုံးလှုပ်ဖို့ပဲမြင်မိပါကြောင်းတုံ့တက်မိပါတယ် 比如，你我手里几百张了，阿拉们接到的马来怎么样？